2025ခုနှစ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်း6နာရီဂျိုတူကတိုင်းတာရရှိစေရမြမာပြည်ပေါ်မှာရာသီဥတုဘလို့တက်ရောက်တယ်ဆိုတာဆက်လက်လေ့လာကမ်းမကြမှာဖြစ်ပါတယ်ကျွန်တော်တို့ ဒီကနေ့တိုင်းတာကြံရရကြည့်မယ်ဆိုရင်အားလုံးမင်္ဂလာပါမြို့တော်ကြီးအမှုကင် entertainment channel ကိုကြိုဆိုလိုက်ပါရဲ့ဒီရက်တစ်ဆက်ပေးမယ့်သတင်းလေးကအရင်ဥမာရေးကျယ်သတင်းလေးပြဒီသတင်းလေးကဘာလဲဆိုရင်ဒီနေ့ဇွန်လ29ရက်နေ့မုံတန်းတရင်းနယ်မိုးမြမဲ့နေရာဒေသတွေကိုကြိုတင်ခန့်မှန်းထားတဲ့မိုးစလဘလော့ကဦးထေးတင်းရဲ့ view file လေးကိုတစ်ဆက်ပြသပေးတော့မှာဖြစ်ပါတယ်ဒီ view file လေးကိုတစ်ဆက်ပြသပေးရဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့မျိုးလေးကြိုတင်ကကွယ်ပစ္စည်းလေးရောအောင်ဘူတရနယ်ပြည်လည်းဝင်မဲ့တစ်ဆက်ပေးခြင်းဖြစ်တယ်ဒါဆိုတော့ကျွန်တော် view file လေးကိုဆက်လိုက်ရအောင်နော် မြမပြူတိုက်ခတ်နေတဲ့မုတ်တုံလေးစီးချောင်းကိုစတင်လေ့လာကြည့်တဲ့အခါမှာအာရေဗျန်ပင်လယ်ကလာတဲ့လေးစီးချောင်းနဲ့အိန္ဒိယသမုတ်တရားကလာတဲ့လေးစီးချောင်းတစ်ခုစလုံးကမြမပြူအချိန်ဟုန်ပြင်းပြင်းနဲ့ဆက်လက်တိုက်ခတ်နေတာတွေ့ရပါတယ်။ထို့တူအိန္ဒိယနိုင်ငံမြောက်ဘက်ကအပူချိန်ကြောင်းမလို့ပဲတခါတည်းရမှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယပင်လယ်မှာ လီဖီးယားနဲ့ရာ အရောက်ဝန်းနေအချိန်ပိုင်းဖြစ်ပေါ်နိုင်တဲ့အတွက်ကြောင့်မလို့ဒီလေစီးကြောင်းကိုပုံမအားကောင်းတဲ့အခြေအနေကိုဖန်တီးနေတာကိုကျွန်တော်တို့သုံးသပ်ရရှိရပါတယ်ဒီလိုမုတ်တုံလေစီးကြောင်းကဆိုရင်မနေ့ဖြစ်မှာဆိုရင်လည်းဆက်လက်ပြီးတော့အားနေသွားတယ်ဆိုပေမဲ့လည်းဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ဘက်မှာလေပြာနေရာလေးပြန်ဖြစ်လာပြီးတော့တရက်နေ့မှာ ပြန်ပြီးတော့အားပြန်ကောင်းသွားနိုင်တဲ့အနေအထားရှိပါတယ်ဒီလိုအိန္ဒိယနိုင်ငံမြောက်ဘက်ကအပူချိန်ကြောင်းမလို့ကျွန်တော်တို့ဖြစ်လာနိုင်တဲ့အန္တရာယ်တစ်ခုဟာ3ရက်4ရက်5ရက်6ရက်လောက်မှာဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယကမ်းလွန်ပြည်နယ်မှာလေပြာနေရာရောင်းတစ်ခုဖြစ်လာနိုင်ပါတယ် ဒီလေဖျားနေရရဝန်းကိုတိုက်ခတ်တဲ့လေစီးကြောင်းကြောင့်မလို့မြမာပြည်မှာရုတ်တရက်မိုးကြီးမားစွာရွာသွန်းနိုင်တဲ့အခြေအနေတွေရှိလို့တတိထားကြပါလို့တတိပေးလို့ပါတယ်မုတ်တုံလေစီးအားကြောင်းမလို့ဒီကနေ့မှာမြမကန်ယိုးတန်းမှာလှိုင်းအနေငယ်ငြိမ်သက်နေပေမဲ့လည်းကန်းလုံးနဲ့ကန်းဝေးမှာတော့ ပင်လယ်လိုင်းကြီး၃၀လောက်ဖြစ်အမြင့်ရှိတဲ့လိုင်းများဟာမြန်မာပြည်ရခိုင်ကမ်းရိုးတန်းနဲ့အေရာဝတီတိုင်းကိုရိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်။ဒါပေမဲ့လည်းကမ်းနားရောက်မှာတော့ပျော့သွားနိုင်ပါတယ်။ဒီအတွက်ကြောင့်မလို့ပင်လယ်ကမ်းဝေးသွားလာလောက်ကိုင်းသူတွေသတိထားကြဖို့လိုအပ်ပါတယ်။ရှိလာနိုင်တဲ့အနေအထားရှိပါတယ်။မုတ်တုံထိုးလုပ်တဲ့ဒေသကိုတွားကြည့်တဲ့အခါမှာ မုတ်တုံလေဟာတိန်အနေငောတိန်အမြင့်ထိပါတက်ပြီးတော့ဘင်္ဂလားပင်လယ်ကိုဖြတ်သန်းကမြမပြည်ကိုတိန်အနေငောတိန်နေငောဒေါက်လျှောက်ရေငွေ့ပို့ဆောင်နေတဲ့အနေထားရှိပါတယ်ဒီအနေထားပေါ်ကနေပြီးတော့မြမပြည်ရေငွေ့ဖွဲ့နိုင်တဲ့နေရာတွေနဲ့မိုးရွာနိုင်တဲ့အခြေအနေကိုဆက်လက်လေ့လာမယ်ဆိုရင်ဒါကတော့ဒီကနေ့တနင်္ဂနွေနေ့မှာဆိုရင်မြန်မာပြည်အောက်ပိုင်း ကရင်ပြည်နယ်မုံတင်နယ်တနင်္လာရီတိုင်းဟာဆိုလို့ရှိရင်မိုးရချိန်3.5လက်မရရှိနိုင်တဲ့အနေအထားဟာဆိုရင် အလုံးအလုံးအနေရများတဲ့မိုးရွာသွန်းမှုဖြစ်နိုင်တဲ့တော့မလို့အချိန်မီသတိပေးကြပါထို့အတူကချင်ပြည်နယ်အနောက်ဘက်ချမ်းမှာလည်းနေရာကွက်ပြီးတော့မိုးသေးခြင်းတွေဖြစ်နိုင်တယ်လို့ပဲကချင်ပြည်နယ်ဇကအိုင်တိုင်းထက်ပိုင်းရှမ်းပြည်နယ်ရခိုင်ရိုးမှာ ရခိုင်ပြည်နယ်အေအဝရီတိုင်းပဲခူးတိုင်းထက်ပိုင်းရန်ကုန်တိုင်းထက်ပိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပေမဲ့မြန်မာပြည်အလဲပိုင်းမှာတော့မိုးအနည်းငယ်ပါသွားနိုင်တဲ့နေသားရှိပါတယ်။ဒါပေမဲ့သမင်းနာနေ30ရဲ့နေ့မှာတော့မြန်မာပြည်အလဲပိုင်းက ARD မြေရိုးလွေမြင်မကွေးအထိက လွဲပြီးလို့ရှိရင်တန်တဲ့ဒေသအတိုင်းနဲ့ပြည်နယ်အနက် နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးရွာသွန်းမှဖြစ်သလိုပဲကရင်ပြည်နယ်တောင်ပိုင်းတနင်္လာရီတိုင်းထက်ပိုင်းမွန်ပြည်နယ်အောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်။ကျန်တဲ့တိုင်းရဲ့ပြည်နယ်အနေနဲ့ပြောရမယ်ဆိုရင်ရခိုင်ပြည်နယ်၊ရခိုင်ရိုးမှမကွေးတိုင်းအနောက်ချမ်းချင်းပြည်နယ်၊စကိုင်းတိုင်းထက်ပိုင်းကချင်ပြည်နယ်၊ချမ်းပြည်နယ်၊ကယားပြည်နယ် ပဲခူးတိုင်းမြောက်ချံအေဝဒီတိုင်းရန်ကုန်တိုင်းကရင်ပြည်နယ်တို့မှာနေရာကွက်ကြားဆက်လက်မှုရွာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်ဇူလိုင်လ၁ရက်နေ့ဖြစ်လာနိုင်တဲ့မိုးရွာသွန်းမှုဟာဆိုရင်မြန်မာနိုင်ငံအထက်ပိုင်းကကချင်းပြည်နယ်တကိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးတကယ်လို့ရှမ်းပြည်နယ်မှာလည်းမိုးများပြီးတော့ အရှိဘက်ချမ်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအားရှိပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ဘက်နဲ့အေရာဝတီတိုင်းမှာအနီးပြတဲ့ဒေသဆိုရင်မိုးရေချိန်လေးလမနီးပါးလောက်ပြီးရရှိနိုင်ပြီးတော့ရုတ်တရက်မိုးကြီးခြင်းနဲ့ကြုံရနိုင်တဲ့အနေအားရှိပါတယ်ဇော်လိုက်လာနေ့ရက်နေ့ဗုဒ္ဓဦးနေ့မှာတော့ ကချင်ပြည်နယ်အထက်ပိုင်းမြကြီးနားကနေပြီးတော့သခိုင်းတိုင်းအထက်ပိုင်းမှာအနီးပြနေပါတယ်မိုးရေကျိန်းလေးလမလောက်ထိရွာသွန်းနိုင်တဲ့အနေအထားရှိပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်အထူးဒတိထားနေထိုင်ကြပါအထူးသဖြင့်တောင်ဆောင်မှနေတဲ့လူတွေနဲ့မြေချောင်းပေးနေတဲ့လူတွေအချိန်မီနေရာပြောင်းရွှေ့ထားဖို့လိုပါတယ်ထို့အတူပဲအเจ้าဖြူကနေပြီးတော့ အောက်ဖက်ရခိုင်ရိုးမှတစ်ခုလုံးအေယာဝတီတိုင်းအထက်ဖက်ပဲခူးတိုင်းအနောက်ချမ်းမှာမိုးရိပ်ရိပ်ငါးလက်မလောက်အထိရုတ်တရက်မိုးတိထန်းစွာရွာသွန်းကျင်းနေဖြစ်နိုင်သလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်ထဲမှာလည်းမိုးရိပ်ရိပ်လေးလက်မလောက်အထိ ရုတ်တရက်ရွာသွန်းနိုင်တဲ့အနေအထားဟာသဘာဝဘေးအန္တရာယ်ကျွန်တော်တို့ပြောနိုင်ပါတယ်။ကြံတဲ့ တိုင်းနဲ့ပြည်နယ်အနေနဲ့ပြောမှဆိုလို့ရှိရင်တော့ ARE မြေယိုးတလျှောက်မှာဆိုရင်မိုးအနေငယ်ပါသွားတယ်ဆိုရင်ပဲလေချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်း ARE တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းသတင်းနယ်တိုင်းရှမ်းပြည်နယ်တစ်ခုလုံးမှာနေရာကျဲကျဲမှနေရာစိတ်စိတ်ဆက်လက်မိုးရွာသွန်းနိုင်တဲ့အနေဒါရှိပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကိုတဘာဝဘေးအန္တရာယ် ာဝယ်နိုင်မှုအတွက် YouTube ကနေပြီးတော့မိမိတို့မိတ်ဆွေများကို share ပေးလိုက်ကြပါအမှဆောင်းလုံးလုပ်ပြီးတော့မျှဝေပေးလိုက်ကြပါကျေးဇူးတင်ပါတယ် thế mà à, hè lên kén nữa chắc gì vậy chả bao giờ xí mà xí mà luôn mau rồi ဟုတ်ကဲ့ပါမျိုးတွေကျွန်တော်တို့ဗိုင်လေးကတော့ဒီလောက်ပါပဲဒီဗီဖိုင်လေးကတော့မ29ရက်ကနေ30ရက်နေ့အထိမိုးများမဲ့နေရာဒေသတွေကိုကြွတိခံမှတ်ထားတဲ့မိုးသလဘုတ်ကဦးထည်တင်ရဲ့ဗီဖိုင်လေးကိုကျွန်တော်မျိုးတွေပြသက်တိဆက်ပြီးတော့ဖြစ်ပါတယ်ဒီဗီဖိုင်လေးကိုလည်းအများသူငါတင်ရလို့ like and share လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီလိုမုံနေတဲ့မိုးလေးဒေသတွေကိုအမြဲတမ်း ပစ္စပိနေမူဇလာဘလော့ကဥထေတွင်လည်းကျေးဇူးများရေးတင်ပါတယ် credit လည်းပေးပါတယ်ကျွန်တော် channel နဲ့မုံနှမ်းသတင်းနဲ့မိုးလေးဥတာသတင်းဘူးတူတာရက်တရားသတင်းဆယ်လီသတင်းအစ်တစ်တစ်ကိုမြင်ရေးတင်ဆက်ပေးမှာမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ပင်နဲ့ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တော့ဆွေးနွေးပါတယ်ကျွန်တော် channel အားပေးကြည့်ရှုတူတဲ့အချိန်နဲ့ကျေးဇူးများရေးတင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆောင်ရမယ်တရား